အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ကျုပ်တို့တက်မတော်ကြီးအေယာရီမြဝမ်းအတိုင်းဆုံစင်းကြီးဂျပန်ကိုတိုက်ခိုက်ဖို့အတွက်ဘေးဝဲရာဒေသမှာဝင်းရောက်တိုက်ခိုက်မဲ့အန်ဒီယေကိုသစ္စာခန်ချင်းလေဗီတက်များနဲ့စကောက်တက်များကတိုက်ခိုက်ပြီး လမ်းရှင်းပေးထားကြတယ်။မဟာမိတ်တပ်အတွက်ရန်နိယားတွေနဲ့လက်နက်ရိတ်ခါတွေကိုလေကြောင်းမှထောက်ပံ့တဲ့နေရာမှာလဲလမ်းဘေးဝဲရံမှာရှိတဲ့ဂျပန်နေလက်ထွဲမရောက်စေဖို့ဒေသခံတွေကပဲကူညီခဲ့ကြတယ်ဟုရေးသားခဲ့သည်။ကိုဟီမားနဲ့အင်ဖာတိုက်ပွဲများဗမာပြည်မြောက်ပိုင်းတိုက်ပွဲများရခိုင်ပြည်တိုက်ပွဲများနဲ့အထက်ဗမာပြည်တိုက်ပွဲများတွင်ဂျပန်တို့ကိုတိုက်ခိုက်သောအဖွဲ့များကတိုက်ခိုက်နေစဉ်ပြန်ဖွဲ့များကဇာနယ်ရိတ်ခါထောက်ပံ့လိုင်းကိုဖြတ်တောက်ခဲ့ကြသည်။ ထိုအခါကျန်းကျန်ခံပြီးခုခံတိုက်ခိုက်နေကြသောဂျပန်တပ်သားများသည်ဇာနန်ရိခါပြတ်တောက်သွားသောအခါဂျာရှီခုခံနိုင်စွမ်းမရှိဘဲဆုတ်သွားကြလေတော့သည်ဂျပန်တို့သည်ဗြိတိရှ်တို့အားဗမာပြည်မှထိုက်တုပ်စင်အကာကတက်လဲဝိုင်းမြေတိုက်သောဗျူဟာကိုသုံးပြုခဲ့ကြသည်ယခုအခါမဟာမိတ်တို့သည်ဂျပန်တို့ကိုတိုက်ခိုက်ရာတွင်တက်လဲဝိုင်းမြေတိုက်သောနီးကိုသုံးပြုခဲ့ကြသည်မဟာမိတ်တပ်များအေယော်ရီမြစ်ကြောင်းတိုင်းရန်နီယားတပ်အကူအညီဖြင့်အလုံးရင်ချီတက်တိုက်ခိုက်နိုင်စေရန် မမပြည်မြောက်ဖြားဒေသနှင့်မမပြည်အထက်ပိုင်းဒေသမှဂျပန်များကိုအရင်ဆုံးကြိုတင်ဖယ်ရှားရှင်းလင်းထားဖို့လိုအပ်သည်ထိုချင်းကကျယ်ပြန့်သောနေရဒေသတွင်ပြန့်မြီတက်ဆွဲထားကြသောဂျပန်များကိုပလဲဝိုင်းမြီတိုက်ခိုက်ရာတွင်မဟာမိတ်တပ်မှအင်အားမလုံလောက်ပြီးသို့သောဒေသခံကရင်များကချင်များချင်းများနာဂများနှင့်လူရှိများကဝိုင်းမြီကူညီခဲ့သောကြောင့်မမပြည်ပြန်လည်သိမ်းပိုက်ရေးထိုးစေ၏ ပထမပိုင်းအောင်မြင်ခဲ့ခြင်းဖြစ်သည်ဒေါ်ရွင်တိုက်ပွဲများဒေါင်းမော်တိုက်ပွဲများအတွက်ဒေသခံတို့ကိုလက်နက်ကောင်းများတပ်ဆင်ပေးလိုက်သောအခါကမ္ဘာပေါ်တွင်ဒေါ်ရွင်စစ်စင်၏အတော်ဆုံးဟုသတ်မှတ်ထားကြသောဂျပန်စစ်သားများသည်ဒေသခံကချင်းကရင်ချင်းနာဂနှင့် လူရှည်တိုက်ခိုက်ရေးသမားများကိုရင်းမြိုင်းနိုင်စွမ်းမရှိပေအရင်နှိမ်ခဲ့ရလေသည်ထိုချိန်တွင်ဗမာနိုင်ငံရေးသမားများသည်ဘာလို့ရမည်ကိုပြက်ပြက်သားသားမသိကြသေးပေဗမာနိုင်ငံရေးသမားတို့သည် ကမ္ဘာနိုင်ငံရေးသတင်းများကိုနားထောင်ခဲ့ကြသည်ဂျပန်ဝင်ငါးစကတဲ့ကဒိုးဗမာအစည်းအရုံးမှာသခင်အုပ်စုများသည်ဂျပန်တို့ဘေးသောယာဒူအာနာလောက်ပိုင်ခွင့်များဖြင့်ကျင်းနှံ့နေခဲ့ကြသည်ကမ္ဘာနိုင်ငံရေးအခြေအနေကိုသူတို့မသိကြပေသူတို့ထင်သားသည်ကမကြာမီချိန်တွင်နီပိုမာစတာမီးများသည်အိန္ဒိယကိုဝင်သိမ်းပြီးမဟာအာရှညီညွတ်ရေးကိုတိစောက်လိမ့်မည်ဟုထင်နေကြသည် ကွန်မြူနစ်အုပ်စုသည်ကမ္ဘာအခြေအနေဗမာအခြေအနေများကိုသေးသေးချာချာဝေဖန်လေ့လာနေကြသည်ကွန်မြူနစ်ခေါင်းဆောင်များဖြစ်ကြသောသခင်ဆိုးတပ်ဘုံကြီးတိမ့်ဖီမြင့်နှင့်သခင်ဘာဟိန်းတို့သည်ဥရောပအခြေအနေကိုလေ့လာနေကြသည်ဂျာမနီကိုဆိုဗီယက်တို့မဟာမိတ်လှုပ်ထားပြီးမှဝင်တိုက်သောအခါသူတို့စဉ်းစားရကြက်နေသည်ကရင်တောင်နှန်းဒေသမှမေဂျာစီဂရင်းသည်ကျိုးမဲ့ဂျေနန်ဆက်သွယ်ရေးများတိစောက်ထားပြီးဖြစ်လျား ဗမာပြည်မှသတင်းထူးသမျှအိန္ဒိယကိုဆက်သွယ်ပြီးပေးပို့နေသည်1943ခုနှစ်တွင်ဂျာမန်နှင့်ရုရှားတို့သူရပြန်ကိုရပြန်တိုက်ခိုက်နေကြရာတွင်ဂျာမန်တို့၏ပန်ဇာတင်ကားတပ်ကို မာရှယ်ဇူကော့၏တပ်ကအပြတ်အသတ်အနိုင်တိုက်ခဲ့သည်ဟုသိခဲ့ရသည်1943ခုနှစ်ဇူလိုင်လတွင်မဟာမိတ်တပ်များဆစ်စလီကျွန်းကိုကမ်းတပ်နိုင်ခဲ့ကြပြီးအီတလီတို့ကခုခံနေကြသေးတယ်လို့နှစ်လအတွင်း စစ်လီကျွန်းကိုသိမ်းပိုက်နိုင်မည့်အနေအထားတွေရှိနေ၍ဥရောပစစ်မျက်နှာတွင်မဟာမိတ်တို့အောင်မွေးရတော်မူဖြစ်သည်။1942ခုကုန်ပိုင်းအထိအိန္ဒိယမျိုးသားကွန်ရက်သည်ဗြိတိရှတို့ကိုဆန့်ကျင်နေကြသည်။ဗြိတိရှအစိုးရ၏ policy ထွက်ပေါ်လာသောအခါဗြိတိရှတို့နှင့်ပူးပေါင်းလာကြသည်။ဗြိတိရှတို့ကိုစစ်ကြီးအတွင်စစ်အောင်မြင်ရေးအတွက်အကူအညီပေးသောနိုင်ငံကိုစစ်ကြီးပြည်ဆောင်သွားပါကလွတ်လပ်ရေးပေးမည်ဟုကြေညာခဲ့ကြရာအိန္ဒိယမျိုးသားကွန်ဂရက်အသင်းကြီးသည်ဗြိတိရှတို့နှင့် ်ဦးပေါင်းလာခဲ့ပြီဖြစ်သည်ထိုချိန်တွင်အရာရှိတဦးကထပြီးလူလူကိုသွေးထိုးပေးပြီးဂျီဒီရှာစန့်ကျင်ရေးတွေအော်ဟစ်ခိုင်းနေစဉ်ဂျပန်၏အနေနဲ့ကြောက်ရွံ့တော့မည်ဟုသတင်းများထွက်ပေါ်လာသောအခါအိန္ဒိယပြည်သူလူလူသည်ဂျပန်ကိုသာအာရုံစိုက်လာကြသည်ဂျပန်တို့အိန္ဒိယကိုသိမ်းပိုက်ရန်စီစဉ်နေကြသောအခါဂျီဒီရှာတို့လာ၍အိန္ဒိယဗမာနယ်စပ်တစ်ချောက်စီစဉ်သင့်နာတွေကိုစီစဉ်လေတော့သည်အင်္ဂလိပ်တပ်များအိန္ဒိယတပ်များအမေရိကန်တပ်များတရုတ်တပ်များဂေါ်ရခါတပ် အရှေ့အာဖရိကတပ်အနောက်အာဖရိကတပ်အင်္ဂလိပ်ဗမာတပ်ကချင်တပ်နာဂတပ်ချင်းတပ်လူရှေတပ်နှင့်ကရင်တပ်များကိုအိန္ဒိယဗမာနယ်စပ်တစ်လျှောက်တွင်ဖြန့်မြည်ချထားခဲ့သည်။1944ခုနှစ်ဩဂုတ်လတွင်ဗကုံးမြို့၌ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်များဗမာတပ်မတော် BNA မှဗိုလ်ချုပ်အောင်ဆန်းဘိုးလက်ရာနှင့်ဘိုးနေဝင်ဆိုရှယ်လစ်ပါတီမှတခင်ချင်းဥပဆွေးနှင့်ဥကျော်ငိမ့်တို့တက်ရောက်ပြီးဖက်စစ်တိုက်ဖျက်ရေးဤသူလွတ်လပ်ရေးအဖွဲ့ကြီးကိုဖွဲ့စည်းခဲ့ကြသည် သို့သောဂျပန်ကိုတော်လန်ရန်အတွက်ဗြိတိရှားတို့ထံမှလက်နက်အကူအညီတောင်းရန်မြည်သို့စီစဉ်ရမည်ဂျပန်ကိုမြည်သည့်နေ့ရက်အချိန်ကာလတွင်စတင်တော်လန်ကြမည်ဟုတော်လန်မည်နေ့ကိုအတိအကျသတ်မှတ်မှုများတော့မလုပ်ရသေးပေကွန်မြူနစ်များသည့် force 136မှထောက်ပံ့သောလက်နက်များရနေကြပြီဖြစ်သည် BNA သည်ဂျပန်တို့ထုတ်ပေးထားသောလက်နက်များသာရှိသည်ထိုလက်နက်ဖြင့်ဂျပန်ကိုတော်လန်ရန်မဖြစ်နိုင်ပေဘူဂျွန်းအောင်ဆန်းကပြောခဲ့သည်ဖက်စစ်ကိုတော်လန်ကြဖို့အတွက် ဖတ်စာပါလအဖွဲကြီးကိုတော့ဖွဲ့ပြီးလေပြီကျုပ်တို့မြေကိုကျုပ်တို့ကာကွယ်ရမှာပဲအခုချိန်မှာဂျပန်တွေကလည်းကျုပ်တို့ကိုသိပ်ပြီးယုံကြည်စိတ်ချကြတာမဟုတ်ဘူးဒါကြောင့်အစအစအရာရာသတိကြီးစွာထားပြီးလုပ်နေကြရတယ်ကျုပ်တို့ကမဟာမိတ်ဆွေတွေဘက်ကဝိုင်းမြေတိုက်ကြရမှာပဲဒါပေမဲ့မဟာမိတ်တပ်ကကျုပ်တို့ကိုအဆက်အသွယ်မလုပ်ကြသေးဘူးမဟာမိတ်တွေကတိပေးထားတဲ့အတိုင်းသူတို့ဘက်ကဝင်းတိုက်ပေးရင်စစ်ကြီးပြီးသွားတဲ့အခါလွတ်လပ်ရေးပေးမယ်ဆိုတဲ့စကားရှိတာပဲကျုပ်တို့နိုင်ငံလွတ်လပ်ဖို့ ပြုတ်တို့လုတ်တင်တာလုတ်ရမှာပဲပြုတ်တို့ကိုဂျပန်တွေကစစ်မှန်နဲ့လွတ်လည်ရေးပေးခဲ့တာမှမဟုတ်ပဲပြုတ်တို့သူတို့ကိုတစ္ဆာဖောက်ပြီးတိုက်ထုတ်ရမှာပဲဟုဆိုခဲ့သည်1945ခုနှစ်ဇန်နဝါရီလတွင်ဖီမာရှယ်ဝီလျံစ်လင်းဤတပ်များသည်အီအာရီမြစ်ကိုကူးပြီးမန္တလေးမြို့ကိုစတင်တိုက်ခိုက်နေပြီဖြစ်သည်ဂျပန်တို့သည်မြစ်သားတောင်ကြားတွင်အင်အားကြီးစွာဖြင့်ခုခံကြသည်မန္တလေးတွင်ကြီးမားသောခုခံအင်အားမရှိပေမိထီလာတွင်အကြီးအကျယ်ခုခံကြသည် ဟူဂျိုဂျီစလင်း၏အမှတ်၁၄တပ်တွင် ရန်နိယတပ်များလုံလောက်စွာပါဝင်သောကြောင့်ဂျပန်တပ်များလုံစွာအထိနာကြသည်မုတ်သုံးရာသီမကြမီရန်ကုန်မြို့ကိုအ мян ဆုံးသိမ်းပိုက်နိုင်ရန်စီစဉ်ကြသည်ဟူဂျိုမက်ဆာဗီ၏အမှတ်၄တပ်နှင့်ဘူဂျိုစကော့ဖို၏အမှတ်33တပ်များကိုဂျပန်တို့အပြင်ထံခုခံနေဆဲဖြစ်ကြသောပျော်ပွဲမျိုးဒါစီမျိုး၆မျိုးယမနာမျိုးနှင့်ရေနံချောင်းမျိုးတို့ကိုတိုက်ခိုက်ရန်စေလွတ်လိုက်သည် ရန်ကုန်မြင့်တွင်ဂျပန်အမှတ်55တမကျန်သောတများအမှတ်53တမကျန်သောတများကိုစုပေါင်းပြီးတောင်ဘက်သို့ရှီတက်နေသောဂျီတီရှာအမှတ်14တကိုလမ်းမှာပိတ်ဆို့ဟန်တိုင်းရန်ဆုံးဖြတ်လိုက်ကြသည်ဂျပန်တပ်ပေါင်းစုကိုဘိုးချုပ်မဆာဗီအမှတ်4တဖြင့်တောင်ကူမြို့မှစောင့်ပြီးတိုက်သည်တောင်ကူတွင်လိုက်ကောမော်ရှိလန်နှင့်တောင်ကြီးမှလာသောလမ်းများပေါင်းစုံကြသည်1944ခုနှစ်စက်တင်ဘာလတွင်ဂျပန်တို့သည်ကရင်ဒေါ်လန်ရေးခေါင်းဆောင် ဇီဂရင်းကိုဖမ်းမိတက်လိုက်ကြောင်းသိရသောကြောင့်ကရင် တောင်နှမ်းမှဂျပန်များကိုတိုက်ထုတ်ရန်ဆေလွတ်ခဲ့သည့်ကရင်တော်လန်ရေးတပ်သား12000ကိုတေလာဘကျော်ပြီးကော့ဇောဘတလာဒါရီကမ်ချုပ်ပိုဝဲနှင့်ခရစ်တီတို့ကဥဆောင်ကြပြီးဂျီတီရှာအရာရှိများနှင့်ဘာမာရိုင်ဖယ်မှကရင်တပ်သားဟောင်းအယောက်200ရုပ်ကိုဂျီတီရှာစစ်တပ်လေးရင်ဖြင့်ပို့ပေးခဲ့သည်ထို့ကြောင့်1945ခုနှစ်နှစ်စန်းပိုင်းတွင် ဘီယင်တောင်တန်းများတွင်ဂျပန်စစ်စခန်းများမရှိတော့ပေထို့ကြောင့်ဂျပန်တို့တိုက်ထုတ်စဉ်ကာလတွင်ကရင်ပြည်ဘက်မှအကူအညီပေးမည်ဂျပန်များမရှိတော့ပေဝီလျံစလင်းကဤသို့ရေးထားသည်မဆာဗီအမှတ်လေးတက်သည်ရန်ပြည်မှဆင်းလာမည်ဂျပန်တပ်များကို တောင်ကုန်မှစီးကြိုတိုက်ဖို့စောင့်နေသည်ဂီမူရာသည်သူ၏ဂျပန်တပ်များကိုတောင်ကုန်သို့အ мян ဆုံးလာပြီးမဆာဗီအမှတ်လေးတက်ကိုတိုက်ထုတ်ရန်ညွှန်ကြားထားသည်သူ၏ဂျပန်တပ်များချီတက်လာသည့်လမ်းကြောင်းတွင် ဂျပန်ကိုအလွန်မုန်းသောကရင်နယ်မြေကို ဖြတ်တန်းလာရမည်ကိုကီမူရာသတိထားမိဟံမတူပေသူဖြစ်ချင်တာဇွတ်လုံနေသည်သို့သောဂျပန်တပ်သည်တံတားများဖြတ်စည်းခံရသောကြောင့်ချောင်းနယ်မြေထဲစင်မြေဖြတ်ခဲ့ရသည်၍မော်တော်ကားများကိုထားခဲ့ရသည်ဒေါ်လန်ခီရောက်တော်လဲမနာတဲ့ခြုံကိုတိုက်ခိုက်နေကြသည်ဒီကြားတဲ့တိုက်ပွဲဖြစ်နေသည်ကိုတွေ့ပါကမဟာမိတ်လေးတပ်ကအနီးကလာပြီးလေရင်ပေါ်မှဆက်တနက်ဖြင့်ပစ်ခတ်ကြသည်ဘုံကျဲချသည်အောင်မျိုးအရှိတ်ပံမိုင်90กว่าရှိ မော်ရှိတွင်လမ်းပိတ်ထားသောကြောင့်လမ်းဖွင့်ရသည်ထို့ကြောင့်တောင်ကူကိုမရောက်နိုင်တော့ဘဲဟုရေးသားထားသည်အမှတ်လေးတက်သည့်တောင်ကူတွင်ဂျပန်တို့ကိုအပြင်းထန်တိုက်ခိုက်ဖို့အားခဲထားတော်လဲဂျပန်တို့သည်တောင်ကူကိုလာဖို့အကြီးအကျယ်အခက်ကြုံညာသောကြောင့်တောင်ကူမြို့၏တောင်ပတ်113မိုင်ကွာဝေးသောပဂိုးမြို့ကိုခြိတက်ရန်တိုက်ခိုက်လေတော်သည်ပဂိုးမြို့တွင်ဂျပန်တို့သည်ပြင်းထန်စွာခုခံကြသည်ပဂိုးတိုက်ပွဲသည်လွန်စွာပြင်းထန်သည်နှစ်ဖက်စလုံးအကြဆုံးများနေသည် ကိုးမျိုးတိုက်ပွဲပြင်းထန်နေစဉ်ရန်ကုန်မြို့ကိုဂျပန်တပ်များစုံပြီးဒေါက်တာဘမော်ကီမူရာနှင့်ထိတ်တန်းခေါင်းဆောင်ကြီးများမော်လမြိုင်မြို့တွင်ဂျပန်စစ်ဌာနချုပ်ကိုပြောင်းခဲ့သည်ဂျပန်ဘူစာကူရိုင်းနှင့်တပ်များသည်မဟာမိတ်တပ်များကိုပြင်းပြင်းထန်ထန်ခုခံပြီးဒိုးမာတော်ထဲတိုးသွားသည်စစ်တောင်းမြေကိုဖျက်ပြီးတနင်္သာရီဘက်တွင် ခုခံကြရန်ဖြစ်သည်အမှန်တော့ဂျပန်တပ်များသည်ရန်ကုန်မြို့တွင်နောက်ဆုံးတိုက်ပွဲဖြစ်ရေကုန်ရေခမ်းတိုက်ခိုက်ကြရန်ဖြစ်သည်အဓိပတိဒေါက်တာပမော်သည် ီမူရာတို့စစ်အုပ်စုကိုအမိန်ပေးဝင်မရသောကြောင့်တိုကျိုမြို့ရှိဂျပန်စစ်ဝင်ကြီးတိုကျိုထံအကြောင်းကြားပြီးရန်ကုန်မြို့တစ်မြို့လုံးပြားကျသွားသည့်အထိမိဂုံရန်ကုန်ခုခံကြမည်အစည်းအဝေးကိုပယ်ဖြတ်ပေးရန်တောင်းဆိုရာတိုကျို၏အမိန်ဖြင့်ဂျပန်တပ်များမော်လမြိုင်မြို့တွင်ဌာနချုပ်ရောင်းဖွင့်ပြီးစစ်တောင်းမြေဝန်တစ်ချောင်းဂျိုးမာတဲ့တွင်မဟာမိတ်တို့အားခုခံကြလေတော်သည်မဟာမိတ်တို့၏မူလအစည်းအဝေးမှာဖီမာရှယ်ဗိုလ်ချုပ်ကြီးစလင်း၏အမှတ်၁၄တပ် ဘူဂျုံမဆာဗီအမှတ်၄တပ်တို့ကိုပူးပေါင်းပြီးရေချောင်းမှအမြောက်ကြီးများဖြင့်ပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးကန်တက်၍နှစ်ဖက်ညက်ပြီးတိုက်ခိုက်ကြရန်ဖြစ်သည်သို့သောဂျပန်တို့ဆုတ်ခွာလာသောကြောင့်ရန်ကုန်မြို့ကိုအလွယ်တကူသိမ်းပိုင်နိုင်ခဲ့သည်ဘော်ရခါတပ်သည်အဲလီဖင်ပွိုင်တွင်လေဒီပြင်ဆင်းသက်ပြီးမြို့တွင်အခြေအနေကိုလေ့လာကြသည်ဂျီတီရှာလင်းရင်ဖြင့်မြို့ကိုပတ်ပြေးကြည့်ကြသည်ရန်ကုန်ထောင်ယခုအခါသူနာပြုတ်တက္ကသိုလ်ခေါင်မိုးတွင်အဖြူရောင်စလုံးကြီးဖြင့်အောက်ပါတိုင်ရေးထားသည် ဂျပန်များထွက်သွားပြီဟုရန်ကုန်ထောင်ခေါင်မိုးတွင်ရေးထားသည်ဟုသိရသောအခါဒုတိယပိုက်လော်ကိုအသိပေးလိုက်လေသည်ထိုအခါပိုက်လော်သည်သူ၏လင်းရင်ကုန်မင်္ဂလာတုံးလင်းရင်ကွင်းတွင်စိုက်ထားခဲ့ပြီးရန်ကုန်မြို့တွင်သို့လမ်းလျှောက်ပြီးဝင်လာခဲ့သည်1945ခုနှစ်မေလ3ရက်နေ့တွင်ရှေးပြေးတက်ဖြစ်သောမေဂျာဂျိမ်းဘာဤတက်သည့်ရန်ကုန်မြို့သို့ဝင်လာကြသည်။သူဤတက်သည့်အမှတ်26တက်ဖြစ်သည့်ထိုခံအုပ်ချုပ်ရေးကင်းမဲ့နေသောကြောင သူစိုးတကိုးဓမြမရင်းကောင်တို့၏အနေအမလုတ်ကင်းမည်ဟုသိရသောကြောင့်ရန်ကုန်မြို့လူထုသည်မေဂျာရင်းဘာ၏အမှတ်26တပ်ကိုဝန်သာပြောရှင်းစားကြိုးဆိုကြသည်မိုးတပွဲပွဲအောက်တွင်ပြည်တိရှာတပ်များနှင့်ရန်ကုန်မြို့လူထုရောသွားသည်လေးလာကြာထိုးစစ်ကားလာတွင်ဗမာပြည်သူ80ရာခိုင်နှုန်းကိုကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ဩဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော် ။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်ကကုန်းမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဂျပန်တံများသည် AR မြင့်အနောက်ဘက်ကမ်းတွင်အင်အားတထောင်ခွဲများကျန်နေသေးသည်။မိထီလာမျိုးအရှိတ်ဘက်နေရန်ကုန်မြင့်ဒေသတွင်ဂျပန်အင်အား6000များရှိနေသေးသည်။သို့တော်ထိုအင်အားများကိုစုစည်းရန်များစွာအခက်ခဲရှိနေသည်။စတောင်းမြေအရှိတ်ဘက်ရှိရောင်လေးပင်မြို့တွင်ဂျပန်အင်အား2000ခွဲရှိနေသေးသည်။ မုတ်တမပင်လယ်ခွေတွင်ဂျပန်စစ်သား2400များရှိနေသေးသည်။သင်္ကွယ်ဖြစ်နေသောဂျပန်အုပ်စုများကိုချေမုန်းပြရန်အတွက်ဗိုလ်ချုပ်ဝီလီယမ်စမစ်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်အသေးစိတ်တိုင်ပင်ခဲ့ကြသည်။1945ခုနှစ်မေလတွင်ဗိုလ်ချုပ်ဂျီစလင်နှင့်ဗိုလ်ချုပ်အောင်ဆန်းတို့တွေ့ကြသောအခါဗိုလ်ချုပ်ဂျီစလင်သည်မှတ်တမ်းအားလုံးပေးအပ်ခဲ့သည်။ရန်နေသောဂျပန်တပ်များကိုရှာဖွေနှိမ်နင်းရန်ဗိုလ်ချုပ်အောင်ဆန်း၏ BNA တပ်ကိုတာဝန်ပေးခဲ့သည်။လူအပ်ပါကမဟာမိတ်လေးတပ်ကိုစစ်ကူတောင်းရမည်ဖြစ်သည်။ နောက်ချက်မှာဂျပန်ဒေါ်လန်ရေးအတွင်း BNA တပ်သားအချို့ဓမြတိုက်ခတ်သောအမှုရဲများဖြစ်သည်ဘူဂျွန်အောင်ဆန်းကိုဂျပန်တို့ကသစ္စာဘောက်ဟုဆိုကြသည်ဘူဂျွန်အောင်ဆန်းသည်ဖဆပလအဖွဲ့ကြီးနှင့်အတူဂျပန်ကိုဒေါ်လန်ရန်အသင့်ဖြစ်နေလေပြီသို့သော Force 136ကယခုအချိန်ထိလာရောက်ဆက်သွယ်မှုမပြုသေးပေမဟာမိတ်တပ်များသည်ဗမာပြည်မြောက်ဖြားဒေသကြီးတစ်ခုလုံးကိုသိမ်းပိုက်ပြီးလေသည်မန္တလေးကိုလည်းသိမ်းပိုက်ပြီးလေပြီယခုအခါမိတ်ထီလာတွင်ဂျပန်တို့နှင့်အကြီးအကျယ်ထပ်တိုက်ပြီး မိထီလာကိုသိမ်းငယ်ပြီးဖြစ်ရာဝူကျုံအောင်ဆန်းသည်မဟာမိတ်တို့နှင့်အမြန်ဆုံးလက်တွဲမှသာစစ်ပြီးချိန်တွင်ဗမာပြည်လွတ်လပ်ရေးအတွက်တရားဝင်တောင်းဆိုခွင့်ရမည်ဖြစ်သည်ဝူကျုံအောင်ဆန်းသည်ပြတ်သားစွာဆုံးဖြတ်ပြီး1945ခုနှစ်မတ်လ18ရက်နေ့တွင်ဒေါ်လန်၏ပန်းညံနေရာထိုခေတ်က The Midan တွင် BNA တပ်ကိုစီရေးပြခန်းနာကျင်းပလိုက်သည်ဤနောက်စစ်ထွက်ကြမည်ဖြစ်သည်စီရေးပြခွင့်နှင့်ဂျပန်တို့၏နောက်ဆုံးလက်ကျန်တိုက်လင်းရင်များဝဲပြန်ပြီး ဂျပန်စစ်ရေးပြတေးသံတွေလိုက်ဖက်အောင်တရုတ်ပြပြန်တန်းနေသည်ဗမာစစ်သားများသည်တရုတ်ပြရှီတက်နေကြသည်မကြာမီအဓိပတိဒေါက်တာဘမော်ရောက်လာသည်လက်ထောက်ဝန်ကြီးချုပ်သခင်များဗမာပြည်ဆိုင်ရာဂျပန်စစ်ဌာနချုပ်ခေါင်းဆောင်လက်တနင်ဂျင်နရယ်ကီမူရာဗိုလ်ချုပ်အောင်ဆန်းနေဂျပန်ရာရှိများတက်ရောက်ပြီးဂုံပြုခံကြသည်ဒေါက်တာဘမော်ကကြေညာသည်ဂျုတ်တို့ဗမာတက်မတော်ရှေတန်းထွက်ပြီးသမိုင်းကြွေးပြန်ဆက်ဖို့ကြိုးစားကြတော်မူဟုဂုံယူဝင်ကြွားစွာပြောပြီး ဂျပန်တို့ရှေ့တွင်ဂုံယူနေသည်မတ်ချက်ဂျပန်ကိုတော်လန်ကြမည်ကြောင်းဒေါက်တာဘမော်ကိုအသိမပေးကြပြီဒေါက်တာဘမော်သည်ဂျပန်ဘတ်တော်သားစစ်စစ်ဖြစ်သည်ဂျပန်တို့စစ်ရှုံး၍တိုးကြိုးပြန်သောအခါလိုက်သွားခဲ့သည်ဒေါက်တာဘမော်ကိုမဟာမိတ်စစ်ခုံရုံးမှထောင်နှံအပြစ်ပေးခဲ့သည်ဘူကျောင်းအောင်ဆန်းကတူတူပဲပြောသည်စစ်ထွက်ဖို့အကြိမ်ကြာရောက်ပြီဒုက္ခကြီးစွာတွေ့ကြုံပဲကြိုးစားကြပါအနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြပါဟုတတိထားပြီးပြောသည် ဒေါက်တာဘမော်သည် BNA တက်မတော်ကိုယုံကြည်သည်ဘယ်တော့မှကျေးဇူးရှင်ဂျပန်တို့ကိုသက်စာဖောက်မည်မဟုတ်ဟုယုံကြည်သည်ထို့သောဂျပန်စစ်ထောက်လှမ်းရေးသည်ဘူဂျွန်းအောင်ဆန်း၏ BNA ကိုယုံကြည်မှုမရှိပေထို့ကြောင့်လက်နက်ကြီးများအသုံးပြုခွင့်မပေးခဲ့ပေစစ်ထွက်ပြီးဘူဂျွန်းအောင်ဆန်း၏ BNA တော်ခိုကဂျပန်ကိုတော်လှန်ကြပြီဟုသတင်းကြားရသောအခါမှမဟာမိတ်တပ်သည်ဘူဂျွန်းအောင်ဆန်းအပေါ်ယုံကြည်မှုရှိလာသောကြောင့် Force 136မှအေးဂျင်များသည်1945ခုနှစ်ဧပြီလ22ရက်နေ့တွင် ဘူကျွန်းအောင်ဆန်း၏ဌာနချုပ်ကို လာရောက်ဆက်သွယ်ကြသည်ဘူကျွန်းအောင်ဆန်းကမိမိတို့တက်သည်မဟာမိတ်တို့ဘက်မှတိုက်ခိုက်ကြမည်ဟုဂရီပေးသည်အေဂျင်များသည်ဝီလျံစလင်းကိုအသေးစိတ်ပြန်ပြောကြသည်ထို့ကြောင့်စလင်းသည်မိမိဌာနချုပ်ဖြစ်သော မိထီလာတွင် တွေ့ဆုံဆွေးနွေးကြရန်ဘူကျွန်းအောင်ဆန်းကိုဂျူယန်အတွက်လေးရင်တစင်းလွှတ်ပေးခဲ့သည်စလင်းကဤသို့ရေးထားသည် အောင်ဆန်းသည်ဂျပန်စစ်ယူနီဖောင်းကိုစနစ်တကျဝတ်ဆင်ထားသည်တရှည်လွယ်ထားသည်မေဂျာဂျန်နရယ်ယာထူးဖြစ်သည် ရပ်ပူသည်ခန္ဓာကိုယ်ကြန့်ခိုင်တောင်းတင်းကျင့်လက်သည်အသက်30ခန်းရှိမည်အလွန်တက်ကြွသူဖြစ်သည်ရိုးသားသူဖြစ်သည်အင်္ဂလိပ်စကားကိုကောင်းစွာပြောနိုင်သောကြောင့်သူ့ကိုသဘောကျနှစ်သက်မိသည်ပထမဆွေးနွေးပွဲတွင်သူနှင့်သူ၏တက်မတော်သည်မဟာမိတ်တို့နှင့်လက်တွဲမည်မဟာမိတ်တက်မှခွဲပေးသော တောင်းဝင်းများကိုယူမည်သူတွင်ဖက်စစ်တိုက်ဖြည့်၏ဒီသူလွံ့မြောက်၏အင်အားစုများရှိသည်ဟုဆိုသည်ကျွန်ုပ်ပြောလိုက်သည်သင်တို့အစိုးရသင်သည်ဗမာပြည်အစိုးရ၏ကိုယ်စားလှယ်ဟုဆိုသည် ဖတ်စစ်ဂျပန်တို့ဖွဲ့စည်းပေးထားသောဗမာအစိုးရကိုကျုပ်တို့အသိမှတ်မပြုကြပါသင်တို့ဖတ်စပါလအဖွဲ့ကြီးအကူအညီမပါဘဲဂျပန်တွေကိုကျုပ်တို့ဘာသာတိုက်ထုတ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့အစ်အနေနဲ့ဘူပေါင်းဆောင်ရွက်ရန်လာရောက်ခြင်းကိုအသိမှတ်ပြုပါတယ်သင်ဒီကျုပ်ဤလက်အောက်တွင်တာဝန်ထမ်းဆောင်ရပါလိမ့်မည်သင်ဤတက်သည်လဲမြည်သည့်ပြည်တီရှာအရာရှိဖြစ်စေအမိန်ပေးပါက နာခံပြီးဆောင်ရွက်ရပါမည်အောင်ဆန်းကမဟာမိတ်ကွန်မန်ဒါအဖြစ်အသိမှတ်ပြုပါရန်ထပ်ပြီးတောင်းဆိုသည် သူ၏ဇွဲသက်တီကိုကျွန်ုပ်လေးစားပါသည်။ဒင်းဒီပြည်တီရှာအစိုးရကိုဆက်ညင်းပြီးလက်နက်ဆွဲကင်တော်လန်တိုက်ခိုက်ခဲ့သူဖြစ်သည်။ထို့ကြောင့်တင်းကိုဖမ်းချုပ်နိုင်သည်။နောက်တစ်ချက်ကအရသားတဦးကိုတတ်ခဲ့သောလူသက်မှုအတွက်ဇွဲချက်လည်းရှိနေသေးသည်။တင်းကိုပြန်မလွတ်ပဲဖမ်းထားလို့ရသည်ဟုတင်းမတွေးမိဘူးလားဟုမေးလိုက်သည်။မတွေးမိပါဘူး။ဘာကြောင့်လဲဆိုတော့တင်းဟာဂရိတစ္ဆာတီကြည်တဲ့ပြည်တီရှာအရာရှိဖြစ်နေလို့ပါပဲဟု အောင်ဆန်းကပြန်ပြောလေသည်။ကျွန်ုပ်ရဲမောလီတော်သည် ခမားဂျီတီရှာတွေရဲ့ဂရီသစ္စာတည်တည်မှုကိုလေးစားတယ်ဆိုရင်ဘာကြောင့်ဂျီတီရှာတွေကိုတိုက်ထုတ်ရတာလဲဟုမေးရာကျုပ်ဂျီတီရှာတွေအပေါ်မှာမုန်းတိမှုမရှိပါဘူးဒါပေမဲ့ဂျီတီရှာဖြစ်စေဂျပန်ဖြစ်စေကျုပ်တို့တိုင်းပြည်နဲ့လူမျိုးတွေကိုလာပြီးကြုံပြုတ်နေရင်တော့တိုက်ထုတ်ရမှာပဲဟုသူကဆိုလေသည်ခမားရဲ့သဘောထားကိုကျုပ်သေးသေးချာချာသိခဲ့ရပါပြီဒီနိုင်ငံရေးတွေကကျုပ်တို့စစ်သားတွေနဲ့ဘာမှမဆိုင်ဘူးအနာကဗမာပြည်အစိုးရနဲ့နိုင်ငံရေးဆွေးနွေးတဲ့အခါကျတော့ဆွေးနွေးကြတာပေါ့ ဗြိတိရှအစိုးရရဲ့သဘောထားကိုတရားဝင်ကြေညာထားပြီးပြီပဲစစ်ကြီးပြီးရင်ဗြိတိရှဒဏ္ဍသဟာရအဖွဲ့အတွင်းကိုပိုင် အုပ်ချုပ်ခွင့်ရသောနိုင်ငံဖြစ်ပေးမယ်လို့ပြောထားပြီးပြီပဲဒါတွေကျုပ်တို့နဲ့မဆိုင်ဘူးကျုပ်တို့နဲ့ဆိုင်တာဂျပန်ကိုတိုက်ထုတ်ဖို့ပဲဟုဆိုလိုက်သည်သူနဲ့ကျွန်တော်စကားပြောရတာတိတ်ပြီးအစင်ပြေသည် အောင်ဆန်းဟာအလွန်ရိုးသားသည့်ဖြူစင်သည်ကောက်ကျင်မှုမရှိစစ်သားဘီဘီရိုးသားသည်ကျွန်တော်တို့ပွန့်ပွန့်လင်းလင်းဆွေးနွေးခဲ့ကြသည်ကျွန်ုပ်သူ့ကိုပြောလိုက်သည် မင်းတို့တပ်မှာအင်အားဘလောက်ရှိသလဲအကုန်လုံးငါ့ကိုပေးပါဟုတောင်းဆိုလိုက်သည်အောင်ဆန်းကသူ၏တပ်ကိုသူပဲအုပ်ချုပ်လိုပါသည်ဘူးကျုပ်စလင်းလက်ထဲမှအံ့နိုင်ဟုဆိုသည်ကျွန်ုပ်ကရဲမောပြီးငါပြောတာမင်းသဘောမပေါက်ဘူးငါပြောတဲ့အတိတ်ပဲကမင်းတို့တပ်တွေဘဲနေဘဲချိန်မှာအင်အားဘလောက်နဲ့ငါ့ကိုလာပြီးကူညီကြမယ်ဆိုတာကိုငါကအစီရင်ခံစားရေးပြီးအထက်ကိုတင်ပြရမယ်။ဒါမှစစ်ကြီးပြီးတဲ့အခါမင်းတို့တပ်တွေငါ့ကိုကူညီခဲ့တာမှတ်တမ်းအတိအကျရှိမယ်ဟုရှင်းပြလိုက်သည်။ အောင်ဆန်းမှာခင်မင်သွားတော့စကားတွေအများကြီးပြောပါသည်ပထမတော့ဂျပန်တွေငါတို့နိုင်ငံကိုလွတ်လပ်ရေးရအောင်ကူညီလိုက်မယ်လို့ထင်ထားခဲ့တယ်ဒါပေမဲ့ဒီကောင်တွေလွတ်လပ်ရေးတော့ပေးပါတယ်ဒါပေမဲ့ကျုပ်တို့မှာဘာမှလုပ်ပိုင်ခွင့်မရှိဘူးဒီကောင်တွေလုတ်ချင်တာလုပ်နေကြတာပဲကျုပ်တို့ပြည်သူတွေကိုချွေးတက်ဆွဲတယ်အနိုင်ကျင့်တယ်စော်ကားတယ်သူတို့ဂျပန်နိုင်ငံအတွက်ကျုပ်တို့ဟာအဖြေခံပဲဒါကြောင့်ဂျပန်တွေကိုတော်လန်ဖို့စီစဉ်ကြတာပဲဟုရှင်းပြသည်အောက်ဆန်းကြီးသွားကြစို့ကွာဟု ဇွိနွေပွဲစပွဲဝိုင်းမှာထဆင်ကျွန်ုပ်ကခမားတို့လူလေတွေပဲကျုပ်တို့အောင်ပွဲရာမှာလာပြီးပူးပေါင်းတယ်ဟုဆိုလိုက်ရာအောင်ဆန်းကခမားတို့အေးနေနေတဲ့အချိန်မှာလာပြီးပူးပေါင်းရင်ကျုပ်တို့ပါရော်ပြီးခံရမှာဘောဟုယူသားစွာဆိုလေသည်ကျွန်ုပ်ယူသားလွန်းသောအောင်ဆန်းကိုသဘောကျသည်ထို့ကြောင့်စစ်ကြီးပြီးရင်မင်းနဲ့ငါနဲ့ဘာမှအာမီမှာပြန်ဆောင်ကြရအောင်ဟုဆိုလိုက်သည်သို့သောစစ်ပြီးခေတ်တွင်အောင်ဆန်းသည်တက်မတော်မှထွက်ပြီးအရက်ဖန်နိုင်ငံရေးလုပ်သလို့ ကျွန်တော်လည်းတက်မတော်မှအငိမ့်စားရပြီးအရက်ဖက်ရောက်သွားပါသည်ဇလင်းနဲ့အောင်ဆန်း၏တွေ့ဆုံမှုမှတ်တမ်းအသေးစိတ်အပြည့်စုံကို မောင်ဘတ်တန်အတင်ပြရာ မောင်ဘတ်တန်သည်ချက်ချင်းလက်ခံပြီးအောင်ဆန်းကိုလည်းသဘောကျသွားသည်ရန်ကုန်မြို့မဟာမိတ်တို့လက်ထဲကျရောက်သွားသောအခါဂျပန်ဘိုးချုပ်စာကူရိုင်း၏အမှတ်28တပ်သည်ပဲခူးယိုးမာတဲ့ဝင်းရန်အသင့်ဖြစ်နေပြီဖြစ်သည်သို့သောဂျပန်တပ်မှ15 78 53နှင့်56တို့သည်မိထီလာအရှေ့ပိုင်းတွင်သာရှိနေကြသည် 1945ခုဇူလိုင်3ရက်နေ့တွင်သူတို့အားလုံးကီမူရာဤတက်ရှိရာစစ်တောင်းမြေအရှိပိုင်းတွင်လာပြီးစုံကြရမည်ဖြစ်သည်သူတို့တွင်ရန်နေရာလုံးဝမရှိတော့ပေအပေါ်စားအမြောက်နှင့်တနတ်များသာရှိတော့သည်အင်အား3200ရှိသောစလင်းဤလက်အောက်ခံအမှတ်4တပ်သည်တောင်ဘက်သို့ဦးတည်ရှိတက်လာနေသည် BN သည်တစ္ဆာဖောက်ပြီးဗြိတိရှားနှင့်အတူရှိတက်လာနေကြသည် BN ကိုမြို့ချစ်ဗမာတက်မတော်ဟုအမည်ပြောင်းလိုက်ပြီးဖြစ်သည် ထိုအမည်ကိုဗိုလ်ချုပ်ကြီးစလင်ကပြောင်းပေးလိုက်ခြင်းဖြစ်သည်ဗိုလ်ချုပ်ကြီးစလင်သည်မြို့ချစ်ဗမာတပ်မတော်ကိုလက်နက်များထုတ်ပေးခဲ့သည်လာဇာရိတ်ခါရှင်များထုတ်ပေးခဲ့သည်ဗမာမြို့ချစ်တပ်မတော်မှဗြိတိရှာတပ်နှင့်တိုက်ပြီးလူစုကွဲသွားသောဂျပန်တပ်ဖွဲ့ကလေးများကိုပိတ်ဆို့ပြီးတိုက်ခိုက်တဲ့တာဝန်ကိုယူပေးကြသည်ဇွန်ဇူလိုင်လတွင်မှဗမာမြို့ချစ်တပ်မတော်ကဂျပန်စစ်သား600မှ900ကိုပြစ်ခတ်နိုင်ခဲ့ကြတယ်ဟုဗိုလ်ချုပ်ကြီးစလင်ကအတည်ပြုသည်ဂျပန်တပ်တွေလှုပ်ရှားသွားလာတဲ့သတင်းကိုလည်း မမမျိုးချစ်တက်မတော်ကပဲသတင်းပေးပါတယ်ဟုစလင်းကရေးသားခဲ့သည်။တောင်ကူဒေသကိုဖြတ်ကျော်ပြီးဆုတ်ခွာထွက်ပြေးမီဂျပန်များကိုဂရင်စစ်သားများနှင့်ယောက်ျားများပြစ်တက်ခဲ့သောအရေးအတွက်မှာပေါင်း2500ကျော်ဖြစ်သည်။အများဆုံးဖြစ်သည်။ဂရင်များနှင့်ဂျပန်တို့တိုက်ခိုက်စဉ်မဟာမိတ်တပ်ကလေးချောင်းမှပြက်ခတ်တိုက်ခိုက်၍သေဆုံးသောအရေးအတွက်လည်းပါဝင်သည်။ဂျပန်တို့အပြင်းထန်တိုက်ခိုက်ပြီးဆုတ်ခွာရန်ကြိုးပမ်းနေကြစဉ်1945ခုဩဂုတ်လ6ရက်နေ့တွင် အမေရိကန်လေတပ်သည် ဟီရိုရှိမာမြို့ပေါ်သို့အနုမြူကုန်းကျဲချခဲ့သည်။ဩဂုတ်လ9ရက်နေ့တွင်နာဂါစကီမြို့ပေါ်သို့အနုမြူကုန်းထပ်မံကျဲချသောကြောင့်ဂျပန်တို့လက်နက်ချပြီးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့လေသည်။ဗမာပြည်မှဂျပန်တပ်များသည်1945ခုနှစ်ဩဂုတ်14ရက်နေ့တွင်လက်နက်ချလိုက်ကြသောကြောင့်ဗမာပြည်တွင်ငြိမ်းချမ်းရေးရခဲ့လေသည်မှတ်ချက်အိနီးယားတွင်စားရည်သူက အောက်ပါတိုင်းမှတ်ချက်ရေးသည်ပါလီမန်ခေတ်ကိုတော့စားရည်သူကောင်းစွာမမိလိုက်ပါ ။ဇာယေသူဗမာပြည်ကိုရောက်ဖူးခဲ့သည်။မဆလခေတိုးရစ်ဗီဇာ9ရက်နှစ်ဖြစ်သည်။ဇာယေသူသည်ထိုအချိန်ကဗမာပညာရေးတွင် သိပ်ပန်ဝိဇာပညာရက်များနှင့်ပတ်သက်ပြီးမဝေဖန်လိုပါ။သမိုင်းနှင့်ပတ်သက်ပြီးအစိုးရအကြောင်းများတွင်ဖြစ်ရမှန်သမိုင်းကိုသင်မပေးကြောင်းစိတ်ပြတ်ပွဲတွေ့ရသည်။မူလာရန်တွင်သမိုင်းကိုစရုဒ္ဓတန်ရောက်သောအခါပိုရောက်ဒီရောက်ပိုတစဒီတစသင်ပေးသည်အလယ်တန်းရောက်တော့လဲဖြစ်ရမှန်သမိုင်းကိုမသိဘူးရောင်ရောင်ဒီရောင်ရောင်နဲ့ဝါချသည်အထက်တန်းရောက်တော့လဲ ထိုအတိုင်းဝါချသည်ဘွယ်ကြိုတင်နှဲဘွဲလွန်တင်နှန်းတွင်မှလဲဟိုတစဒီတစတင်ပြီးညာချသည် ကောက်နှုတ်ချက်နှစ်ခုပဲတင်ပြပါမည်နံပါတ်1မြမကလေးမှာစပြီးမဟာဘွဲ့ရသည်သည့်မလ28ရက်နေ့ဒေါ်လင်ရင်းနေတွင်ဘူကျော်အောင်စန်းသည်စစ်ထွက်သည်အမှန်တော့မလ18ရက်နေ့တွင်ဒေါ်လင်ရင်းပန်းညံမှာစစ်ထွက်ခြင်းဖြစ်သည်ဘူကျော်အောင်စန်းနှင့်ဗမာတပ်မတော်စစ်ထွက်ပြီးတိုက်ရာဂျပန်တို့စစ်ရှုံးလေသည်ဟုတင်ပေးကြသည်ဤသို့ဖြစ်နိုင်မည်နီး မမတက်မတော်မှာစစ်သည်အင်အား2000မြသာရှိသည်လက်နက်စိုးရဲ့ rifle တက်လက်ကြီးစံ10တောင်စီဖြင့်ဂျပန်ကိုတော်လှန်ရန်ရပါမည်လောထိုချိန်တွင်ဂျပန်တို့၏စစ်အင်အားသည်9000မှ3000တွင်ရှိသည်ဂျပန်တို့တွင် အပေါ့စားအမြောက်များတောင်မော်ပြည့်အမြောက်ကြီးများနေဖြစ်သည်မြေပြန့်ဒေသစစ်မြေပြင်တွင်ဂျပန်စစ်သားတယောက်ကိုနိုင်အောင်တိုက်ဖို့မမစစ်သားမြည်မြလိုမြည်နီမဟာမိတ်တပ်များ1942ခုနှစ်မှ1944အထိ မမပြည်မြောက်ဖျားပိုင်းတွင်ဂျပန်တို့ကိုတိုက်ခဲ့ကြသည်မဟာမိတ်တပ်များ1942မှ1944အထိမမပြည်မြောက်ဖျားတွင်ဂျပန်တို့ကိုတိုက်ခိုက်ခဲ့ရသည်အမေရိကန်ဗိုလ်ချုပ်ကြီး TULE တရုတ်အထူးတပ်များအမေရိကန်မာရီမာဒါဤတပ်များဝင်းဂိတ်ဤတာဝေးထိုးဖောက်တပ်များကချင် လေဗီတပ်များကချင်ရိန်းညာတပ်များစုပေါင်းပြီး6လမြအကြီးအကျယ်တိုက်ခိုက်ရသောကြောင့်မြေကြီးနာဗမော်ဒေသမှဂျပန်တို့ဆုတ်ခဲ့ရသည် ကိုဟီမာအင်ဖာတိုက်ပွဲတွင်ဂျပန်တပ်များပျက်စီးဆုံးရှုံးခဲ့ရသည်လင်းမြန်ကူညီမရှိရန်နီယာကူမရှိသောလည်းမဟာမိတ်လေတပ်ရန်နီယာတပ်ကို1944မှ1945ခုဩဂုတ်14ရက်နေ့အထိမယံမနာခုခံတိုက်ခိုက်ခဲ့ကြသည်တိုဂျိုမှလက်နက်ချခိုင်းသောကြောင့်လက်နက်ချရသည်ဆိုလိုသည်မှာဂျပန်တပ်ကိုဗိုလ်ချုပ်အောင်ဆန်းနှင့်ဗမာတပ်မတော်ဖြင့်တိုက်ထုတ်ရန်လုံးဝမရနိုင်ဘူးဆိုတဲ့အသည့်ကိုမြန်မာကလေးမှအစမဟာဝိဇ္ဇာဘွဲ့ ။ MA အောင်နဲ့ပညာရှိများကိုအမှန်ကုန်အမှန်တိုင်းအသိပေးသင့်သည်။နောက်တစ်ချက်ကပါလီမန်ခေတ်ပြည်တွင်းစစ်ဝင်ကြီးချုပ်ဦးနုဘူချုပ်ကြီးနေဝင်းဥပါစွေဦးကျော်ငိမ့်အတိုက်ခံအဖွဲ့မှဝိဒူရသခင်ချစ်မောင်တို့အကြောင်းဂရင်တော်လန်ရေးမှဂရင်ကောင်းဆောင်စောပါဦးကြီးအကြောင်းပြည်တွင်းစစ်မှဂရင်ဘူချုပ်များအကြောင်းကရင်ဘိုးကျုံနော်ဆိုင်အကြောင်းတွေကိုဖြစ်ရမှန်သမိုင်းအနေဖြင့်အသိပေးဖို့လိုပါသည်။ယခုတော့1948မှာလွတ်လပ်ရေးရသည်။ဘာကြောင့်မှမသိ ောင်ဆောင်တောင်းညံသူပေါ်လာသည်ဘာကြောင့်မှမသိရန်စော်ဘွားတွေဖယ်ရယ်တောင်းသောကြောင့်တိုင်းပြည်ကြောက်ကြီးတဲ့ကြကန်သည်လက်တလုံးလုံးမှာဘိုးချုပ်ကြီးနေဝင် အာနာသိမ့်လိုက်သည်ဟုပြီးသွားသည် အာနာသိမ့်မီနောက်7ဇူလိုင်အရေးခင်ဘာကြောင့်ဖြစ်ရတယ်ဘသူတွင်မှားတယ်ဆိုတာအမှန်တိုင်းသင်ပြသင့်သည်1963-64မှာဂျီသူပိုင်သိမ့်ရမှာတိုင်းပြည်စည်းဝါပြတ်ပုံ1968မှာစံရှားတော့ကလားတွေကိုအပြစ်တင်လို့မဖြစ် ကလားတွေဘုံနေဝင်းပြည်သူပိုင်သိန်းလုံးမွဲပြီးအိန္ဒိယပြန်သွားကြပြီဖြစ်သောကြောင့်တရုတ်ကုန်းတွေတွေစံလောင်နေဟုအတို့ထောင်လုပ်ပေးရာတရုတ်ဗမာအထီးကယုံဖြစ်ရာဓာတွေတရုတ်တန်အမှုဒန်းအသက်ခံရသောကြောင့်မော်စီတုံးအမျက်ထွက်ပြီးဘကာဘသခင်ဘာဟိန်းတို့ကိုတရုတ်ဗမာနယ်စပ်တွင်စစ်လက်နက်ကူညီပြီးဥနေဝင်းအစိုးရပြုတ်ကြအောင်တိုက်ခိုင်းမှုတွေကိုဖြစ်ရမှန်သမိုင်းဖြစ်မူလာရန်မှစပြီးမဟာဝိဇာရန်အထီးတင်ပေးတင်နေဟုစာရေးသူကဝေဖန်ခဲ့သည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ